မတ်လ17ရက်နေ့2025ခုနှစ်လူမျက်ကြော်ရဲ့ညခင်းမဲ့တင်ဆက်မှုများမှာကျေးဇူးပါတယ်ကျွန်တော်နည်းနည်းနောက်ကျသွားတာနားလည်ပေးပါဒီနေ့ဟိုဒါမပြောခင်ခုနကပဲပေါ့ဗျာ live မိုးပြင်းမှာဘတ်စတဲ့ထိုးစစ်ကိုခုခံနေတဲ့ URF မြို့ပြဒေါ်လာကြီးတက်ဦးနဲ့ကိုထက်မိုးပြင်းတိုက်ပွဲအတွေ့အကြုံတွေ live ခုနမှာဆင်းရတယ်ဒါအားလုံးလည်းသိမှာပါအင်းရောမလှည့်ရသေးဘူး မပြောမဖြစ်လို့ပြောချင်လို့တက်ပြောတာပင်မန်းခံပြီးပြောတာတာဝန်မပြတ်ကွက်ချင်တာဝန်တရလို့ပြောတာနထိုးကြီးတက်ပွေအယောဘယာရှီလုံးလာလို့တက်ပြောတာဗျာနထိုးကြီးမှာကိုရဲ့နေမနဲ့ဝလူ yes ကန်ကထွက်လာတယ်200ပါတဲ့စစ်ကြောင်းဗီဒီယိုကြည့်မိပြီ လိုင်းရဲဘော်တွေစနစ်ကြမှုတွေတိုက်ပွဲဝင်မှုတွေကိုတွေ့ရတယ်လို့လက်နက်ချအရောမင်းတို့လက်နက်ချလာခဲ့လာခဲ့လာခဲ့ပါတို့ညီကိုတွေပဲဘာမှမလုပ်ဘူးဟဲ့ဟောကရုံကျင်းတဲ့ကောင်လက်နက်မချောက်ပြည့်ရမလားချက်ပြည့်ခပြည့်အရှင်းမထားဘူးဗီဒီယိုတွေကပြောဆိုတန်တွေကိုယ်ကိုယ်အေးရှင်းမယ်နော်လာခဲ့ရှင်းပါကူပေးမယ်ကြားကြလိမ့်မယ်ထင်ပါတယ်စစ်ကိုမတိုက်ချင်ပါဘူးတို့တော့ မတရားဖက်စစ်တပ်ကအာဏာသိမ်းလို့အနိုင်ကျင့်ပူကြအသက်ဖြတ်မိရှုရုံမှာလုံလို့စစ်ပွဲကိုစင်နေနေတဲ့ညီငယ်တွေယင်တွေကနှလုံးသားတစ္ဆာတရားမေတ္တာတရားအောင်ပွဲနဲ့အတူဖြတ်ခင်းမြင်လိုက်ရတော့လေမလေးစားပဲနေနိုင်နော်ဒီပွဲမှာဘုံမှုဝင်လိုက်ဦးဘုံမှုအောင်ကူကူအပါဝင်စစ်တုံးပန်း14ဦးအရှင် တနက်ချပြီးထွက်ပြေးတာအယောက်ပေါင်းကျွန်တော်ထင်တယ်20နီးပါး44လက်ကြီးစံ1000ကျော်တင်စီရပြီရေဘုံဝင်းလိုက်ဦးနေပုံကြီးအောင်ကိုကိုတို့ကိုအရှင်ဖမ်းမိတယ်စစ်တုံပန်းများနဲ့အညီထားတယ်တရာဦးလေတဲ့ကနေပြီးတော့လေရင်နှစ်ချိန်လာကျဲတဲ့ဖုံလုံးထနေနေမိတောက်နေတဲ့ဗီဒီယိုကိုဖြစ်အဖြစ်အပျက်ကိုလည်းဗီဒီယိုထဲမှာတွေးလိုက်ရလိမ့်မယ်ထင်ပါတယ် ကျွန်တော်တို့တော်လိုင်းရဲဘော်တွေနှစ်ယောက်ကြာဆုံးပါတယ်မြင့်မြတ်ဆိုတာကြာဆုံးပါတယ်မြင့်ကဲအမလေးတက်ရင်အမတ်စစ်တက်ရင်နထိုးကြီးမြို့နယ်ပါကဖပူပေါင်းတိုက်ခိုက်တယ်လို့သိရပါတယ်မိုင်းဝင်းလေးကိုဝင်လာတဲ့အင်အား200ကိုမိုင်းဝင်းလေးကိုဖျောက်ဝင်လာတာဝုံဝုံဝုံဆိုမိုင်းကြီးပေါက်တော့ကစင်ကလေးဖြစ်ပြီးသူတို့တက်ပြက်သွားကြပါ ဲ့တော့ရှမ်းမန်းစစ်စီအရှင်တက်တဲ့ကာလအေးမန္တလေးမြို့တောင်ပချံ area မြို့အရှိမကန်းသုံးမွေဆိုင်တကြီးရဲ့တောင်သာနဖူးကြီးမြင်းချံမြင်းချံခရိုင်စစ်စင်ကြီးကြားဘူးမှာအခုတော့နထိုးကြီးတကြောကိုပြန်လဲစစ်စင်နိုင်တဲ့အခြေအနေကိုကြည်ချင်းအဖြစ်ဘာတွေဆက်ဖြစ်မယ်တင်ပါလိမ့်ဂုံယူပါတယ် ခြေနဲ့အားရစရာနထွေးတိုက်ပွဲကိုလေးစားသွားဒီနေရာကနေထုတ်ပြန်ဂုံပြူအပ်ပါတယ်ဒီနေရာမှာထပ်ပြီးတော့စစ်တွေအာခတ်တက်တော်အခြေအနေကိုလည်းကျွန်တော်ပြောပြခြင်းပါသေးတယ်စစ်တွေမှာတညောင်ရီရေတက်ကိုတိုက်ရိုက်ထိုးစစ်ဆင်ဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်းတညောင်ရီရေတက်ကာကင်းမှန်သမျှကိုတိမ်ပတ်လိုက်နိုင်တယ်ဆိုတဲ့အကြောင်းကြီးရှိနေပါတယ်အဲ့တော့ ရွှေမင်းကရေတပ်ခန်းကြီးကိုလေအရခတ်တတော်အေးကရောက်လာတယ်လို့စစ်တွေတ냐ဝတီရေတပ်ခန်းဘေးကရွာတွေအားလုံးကိုထိန်းချုပ်ထားလိုက်ပါလက်ရှိမှာအရခတ်တတော်အေးကတ냐ဝတီရေတပ်နဲ့တ냐ဝရေတပ်ကိုထိုးစစ်ဆင်နေပြီလို့သတင်းများထွက်ပေါ်နေပါတယ်အဲ့တော့ကတ်တပြေကြတိန်ရှောက်ချောင်းစီမောရွာတွေအကုန်လုံးကိုထိန်းချုပ်လိုက်ပါဒါကလက်ရှိ အာခတ်တော်အီရဲ့စစ်တွေမျိုးသိမ်းတိုက်ပွဲအခြေအနေနဲ့ဟိုဘက်ကကြောက်ဖြူ sorry ခုနတညဝူရီမို့ရွှေမင်းကရေးတက်ဗျ sorry sorry ကျွန်တော်မှားသွားလို့အဲရွှေမင်းကရေးတက်ဟာစစ်တွေမှာရှိတာကြောက်ဖြူမှာတညဝူရီရေးတက်နမိတ်ဖတ်ပြီးတော့မကြခင်တညဝူရီရေးတက်ပါထိုးစစ်အစီခံရဖို့ရှိပါတယ်တားပြင်ဗမော်စခတ်က27ကိုတိမ့်ပိုက်လိုက်နိုင်ပြီဆိုတဲ့သတင်းများထွက်ပေါ်နေလေရရှိပြီး ကယ်ရဲ့တည်ဝင်ထုတ်ပြန်မှုကိုရင်ခုန်စွာစောင့်မျှော်နားထောင်ကြရအောင်နောက်တစ်ခုဒီနေ့ရုရှားနဲ့တွားရောက်တွေ့ဆုံအပြီးမှာတရုတ်ရဲ့အထုကိုယ်စလဲတိတ်ရှင်ထွန်းနေပြီးတော့ကိုရောက်လာပါလေအချင်းများစကားများပြီးရုရှားဘက်တွားကတ်တဲ့မင်းအောင်လိုင်းနဲ့အလဲထက်အပေးယူဈေးဈေးမတက်ဘူးလို့ကျွန်တော်ကြားပါတယ်ဒါပေမဲ့ ထုတ်ပြန်ကြေညာချက်တွေမှာတော့သိရသလောက်သတင်းရင်းမြစ်တွေရတော့လောင်ကျိုးကြီးတတောင်းကိုမဖြစ်မနေပို့မယ်လို့ကျွန်တော်တို့သိရှိရပါတယ်ကြောက်ဖြူပါအဓိကလက်ဗရောင်းပါအခြားတရုတ်စီးပွားရေးလုပ်ငန်းတွေမှာလက်နက်ကင်အင်အားတတောင်းလာတတ်ဆွဲမှာကိုအချုပ်ချာအာရလို့ဒီတကဖက်စစ်တက်ကောင်တွေထပ်ပြောရင်ပါကြီးပဲလိမ့်ကြိုက်မှာလို့တခါလေးပြောပါတယ်ရုရှားတက်ကစောက်မယ်နျူကလ িয়ার ဆက်ယုံဆိုတာကိုကုံစာပြနေတာ တကောင်လေးရေနဲ့စိတ်ကမ်းမှာတဝဲရေနဲ့စိတ်ကမ်းမှာတုံးဖို့လက်စင်ပြီးတုံးဖို့သာစောက်မှာဘူးသူတို့အတွက်များရလို့ညာညာဘောမတတိုက်ကုံစာပြနေတာကျွန်တော်ပြောတယ်နော်စီးရီးယားလို့ဥကိုင်းအောင်မှာဆိုတာမှတ်မိတယ်မလားဆိုတော့ဒီအချိန်မှာရန်သူဘက်ကအခြေအနေကိုကျွန်တော်လေ့လာကြည့်တဲ့အခါမှာရုရှားတရုတ်ကိုဘက်ကင်ခြေကုပ်ယူပြီးရုရှားစီကဗျူဟာမြောက်တိုက်လေရင်ဒဇင်း ကူညီတယ်ဆိုမဲ့ဆိုတဲ့အတန်တွေကြားရတယ်လို့ပေါင်6600မြို့ဖြတ် drone ဆက်နှစ်ဆင်းကူညီမယ်လို့လည်းကျွန်တော်တို့ကြားနေရပါတယ်။ရာဇာစစ်ဘဆိုင်ရာဂျိုရုနှစ်ခုနဲ့အစာချုပ်ချုပ်ဆိုမှုရှိတယ်လို့ကြားရပါတယ်။ဒီလိုကြားနေတုန်းကယူကရိန်းရုရှားစစ်မျက်နှာမှာခိတရက်ဆိုင်ပြီးအားပြော့သွားပြီးရုရှားဟာမြန်မာပြည်ကို တနည်းတစ်ပုံနဲ့ဝင်လာကူညီနိုင်မယ်လို့မျှော်လင့်နေတာတဲ့အကောင်တွေအတွက်အိမ်မက်ဆိုးမှတ်ပါတယ်ဒီကနေ့ယူကရိန်းဟာရုရှားနိုင်ငံမော်စကိုမြို့တော်ကို drone ပေါက်900ထပ်မနဲ့ drone အုပ်စုကြီး drone ပိုးစကြီးဆင်ခဲ့ပါတယ်အဲ့တော့မင်းအောင်လိုက်အာကိုတဲ့ရုရှားသမရပူတင် မင်းပြောတဲ့စကားတွေစက်ကူစုပ်ဖြစ်ပြီးလေထဲလွင့်သွားနိုင်တဲ့အချက်တစ်ချက်ပြောပြပါမယ်မင်းအောင်လိုက်ယူရိကဒိုးစစ်ဆင်လို့ရုရှားကိုစစ်များနိုင်ခဲ့ရင်ပူတင်ဟာကျိုးစင်အတင်ခံရမှာမင်းနဲ့အတူမင်းအောင်လိုက်ရှင်းတယ်နော်ဖက်စစ်တာတဖက်မှာဒီလိုပြပအာဂိုပစိန်ယူလို့ယူပြီးရုရှားနဲ့တရုတ်စီမှာတလက်စီပေါင်းပြီးချွတ်ပေးနေပြီမဲ့ ပြည်တွင်းမှာပုံကံမှုမဖြစ်စေရေးတွေးခွဲအုပ်ချုပ်မှုတွေလုပ်နေတာကိုတွေ့ရပါတယ်ဒီလိုတွေးခွဲအုပ်ချုပ်မှုတွေကြောင့်စစ်ဘက်ဆိုင်ရာဗိုလ်ချုပ်တွေကိုယာရုတိုနေရာပေးအချင်းချင်းတွေးခွဲမှုတွေကြောင့်ဗိုလ်ချုပ်တွေမညီညွတ်ဘူးတိုင်းပြည်ကိုကယ်တင်ဖို့လူလူအရေးမစင်စားဘူးသူတို့အာနာခွာနာရှာနာနေရာကိုကြိုးစည်းပွားရည်တာဆောင်ရွက်နေတဲ့ကောင်တွေအဖြစ်ရောက်ရှိနေတဲ့အတွက်တစ်ချိန်ကျရင်မင်းအောင်လည်းအတူ ိုးစင်တက်မဲ့စစ်ဘိုလ်ချုပ်တစုစရင်ရှိလာပြီပါအဲ့တော့တွေ့ခွဲအုပ်ချုပ်ရေးကိုမင်းအောင်လိုက်ဟာဘယ်လိုလုပ်နေလဲဆိုတော့စီနီယာဂျူနီယာတွေမထားဘူးယုံကြည်စိတ်ချသူများကိုတောင်းနေရာတို့တွေတိုးပေးတယ်အဲ့တော့ဘိုလ်ချုပ်တွေကြားထဲမှာသူ့ထက်ကနေရာရာကြီးအပြင်းထန်လုပ်နေရတယ်အဲ့တော့စနေစုံစစ်စီပြပွားချိန်မှာဆိုရင် စီနီယာဂျူနီယာတိုင်းလုံးဝမဟုတ်တော့ဘဲသူစိတ်တော်သည့်ဘောင်းတော်ညစ်စိတ်တိုင်းကြအပြောင်းရွှေ့အထူးသဖြင့်ဆိုးဝင်းစပဆိုင်ရာရာလုံးနဲ့အရက်ပတ်ဆိုင်ရာတာဝန်များကို၎င်းသူတစ္ဆာခံတဲ့အငယ်တဲ့ဗိုလ်ချုပ်တွေကိုရာလုံးတုံးမြင့်လွဲပြောင်းတာတွေလောက်လာပါတယ်ဒီကောင်းတော့ဆိုးဝင်းနဲ့ပတ်သက်ပြီးတော့လောက်ပိုင်ဝင်တဲ့ရာလုံးတွေရာလုံးတွေကိုဒီကောင်းတော့ဆိုးဝင်းယူလာတဲ့ ထိမ့်ချုပ်လာတဲ့ယာလူတွေကိုမင်းအောင်ခင်ရ DSC စစ်တပ်ကိုအပတ်စဉ်35ဇင်ဘုံကြီးကြော်စွာလင်းကိုလွှဲပြောင်းပေးတယ်စစ်တပ်ရဲ့နံပါတ်3ခေါင်းဆောင်ဒုတိယဘုံကြီးကြော်စွာလင်းဖြစ်လာပါတယ်စစ်ဘက်ဆိုင်ရာကိစ္စတွေတိုက်ရိုက်အစီအခံမှုကိုမင်းအောင်နိုင်ကသူ့စီကိုတိုက်ရိုက်အစီအခံနိုင်တယ်လို့စစ်ရုံးချုပ်ကပြောပို့ထားပါတယ်စိုးဝင်းရဲ့အခမ်းကဏ္ဍကိုကတ်သက်ဖယ်ရှားထားပြီးစိုးဝင်းဟာအိမ်နှိမ့်ဆန်ဘဝနဲ့ မျက်နှာမျိုးမျက်နှာငယ်စစ်တက်ထဲမှာတိတ်ငယ်နေလေးရှိပါတယ်ရှင်းနေတော့မဟုတ်ဘူးတို့လာပြောအဲ့တော့ညှိကုတ်တွေညှိကုတ်ဖြစ်တဲ့ကျော်စွာလင်းစီးဆိုင်ရာစီမံခန့်ခွဲမှုတွေကိုကျော်စွာလင်းနဲ့တိုက်ရလွယ်ပြီးတက်ချုပ်ကိုဘေးဖယ်ပြီးတော့မျက်နှာမျိုးမျက်နှာငယ်နဲ့အဲ့ဒီဒူးတက်ချုပ်ဆိုတဲ့ကောင်ဆိုဝင်တိတ်ငယ်တဲ့ဘဝနဲ့ဖြတ်တန်းနေလေးရရှိပါတယ် ညီကိုဆိုတာလေလက်ရှိကျော်စွာလင်းဆိုတာလက်ရှိဒုတက်ချုပ်ဆိုတဲ့စိုးဝင်တဲ့စီနီယာဟိုအများကြီးကွာအဲ့တော့အဲ့ဒီညီကိုဆိုတဲ့ကျော်စွာလင်းဟာစိုးဝင်ကိုစောက်ဖတ်ဖို့မလုပ်ပါဘူးရှင်းပါတယ်ဒီအခြေအနေတွေရှိတဲ့အပြင်ကိုဘုဂျိုဒီမောင်ကြီးဆိုတဲ့ကောင်ကလည်းဒီတိုင်းပါပဲအပတ်စဉ်35ဆင်းပါပဲ ကျော်တော်လေးကိုညှိကိုပေးဖို့မောင်အေးကိုကဝေးဝင်ကြီးဖြစ်ကြောင်းကြောင်းရွှေ့ခဲ့တယ်။မောင်မောင်အေးများထွန်းမောင်အေးတို့ဟာ၃ယောက်ပါအပတ်စဉ်တူနေဖြစ်ကြပါတယ်။အပတ်စဉ်25ကျောင်းစင်းနေ။အဲ့တော့စစ်ထဲမှာစစ်ပတ်စစ်တပ်ထဲမှာတွေးကွဲအုပ်ချုပ်မှုကြောင့်ကွဲနေတဲ့အုပ်စုတွေကိုကျွန်တော်တို့ကြည့်ကြမယ်ဆိုရင်စစ်ကောင်စီရဲ့တွဲအတွင်းမှုဘိုးဘိုးကြောင့်ကြီးရဲဝင်းဦးဘိုးကြောင့်ကြီးမမောင်အေးခမီးခမတ် ိုလ်ချုပ်ကြီးမမောင်အေးနဲ့ဗိုလ်ချုပ်ကြီးမြထွန်းဦးတို့ခင်မင်ကြတယ်စစ်ဘက်အရက်ဘက်နှစ်ခုလုံးမှာအရေးပါသူတွေစစ်ဘက်မှာအခဲအကြတဲ့ဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတက်မလို့ကြီးလေးညင်တိုင်းကိုကယ်ယူဝင်တယ်ဖဲလိုက်ပြီးဒီရက်ဘက်ကိုပို့လိုက်ပါတယ်ကာကွယ်ဝင်ကြီးဆိုတော့တတ်မရှိတော့ဘူးဗျအဲ့တော့တက်ချုပ်ကသူ့စိတ်တိုင်းကြကစားပါတယ်အောက်ခြေပါညညွတ်နေအချိန်မီပုံကန်နိုင်မှာဖြစ်တဲ့အတွက်ဗိုလ်ချုပ်စိုးမောင် ရာထူးကဖေရှားတော်ကအချင်းကြီးကိုတင်ငန်းစာယူပြီးတန့်ချွေနဲ့ခင်ညွန်ပေါင်းလုံးကြတာဖြစ်တယ်။ဒါကြောင့်ဒါမျိုးမဖြစ်အောင်သွေခွဲအုပ်ချုပ်မှရမယ်ဆိုပြီးအတွေ့မျိုးနဲ့လုပ်နေတာဖြစ်ပါတယ်။အဲ့တော့စိုးဝင်းကိုစစ်သားတချို့ကထောက်ခံမှုတွေရှိတာကိုမင်းအောင်နိုင်ကအမြင်မနာလို့ဖြစ်တယ်လို့လည်းကြားပါတယ်။အဲ့တော့စိုးဝင်းရဲ့အပတ်စဉ်တူတွေပေါ်ကြကြီးယာပြည့်ကိုလည်းဘေးပယ်ထုတ်လိုက်ပါတယ်။အဲ့တော့ လက်ရှိမှာယာပြည့်ရနေဆက်ကြီးအဝန်ကြီးဖြစ်သွားပြီအရင်တော့ပြည်ရေးဝန်ကြီးတချုံနဲ့ယာပြည့်နဲ့တွဲသောတွဲလာလုံရင်လေမရောက်နိုင်အောင်မကြိုက်ဘူးအာနာသိမ့်မှာကြောက်နေတာဒါကြောင့်ဘုရားကြီးများထုံးဘုရားကြီးတင်အောင်ဆန်းဘုရားကြီးမိုးအောင်ဆိုတဲ့ကောက်တွေအရာဘတ်အုပ်စုတွေအကုန်ရောက်ပြီးစစ်တပ်လက်ကင်တွေမရှိတော့ပဲမျက်နှာညိုးမျက်နှာငယ်နဲ့မရောက်နိုင်ရင်မျက်နှာကြည့်စိတ်တော်သည့်ဘောင်းတော်နိုင်နဲ့ကျွန့်တပေါက်တတ်တာပဲ ရှိနေပါတယ်အဲ့တော့နောက်ဆုံးမင်းအွန်လိုင်းကဘယ်လောက်ထိစိုးရင်စီကြီးမားလာလဲလို့ဆိုလို့ရှိရင်သူ့ရဲ့သူ့ကိုပလင်ပေါ်တင်ပေးခဲ့တဲ့တန်းရွှေကိုတော့သူစိတ်ချတဲ့လုံခြုံရေးတက်တွေအစာထိုးပြောင်းလဲပြီးအမဲမပြတ်စောင့်ကြည့်နေတယ်ဦးတန်းရွှေပေါ်တစ္ဆာခံတဲ့ဘူချုပ်တွေကို စစ်ဘက်ဆိုင်ရာထောင်ရင်းကအမြဲစောင့်ကြည့်နေတယ်လို့ကြားရပါတယ်ဒီအခြေအနေတွေရှိပါတယ်နောက်တစ်ခုကဒီကနေ့လူငယ်ခေါင်းဆောင်နှစ်ယောက်ရဲ့တဘောရာမှတ်ချက်ကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်တယောက်ကတော့ညင်ကြံဘလတ်တိုက်က MPD ရဲ့ခေါင်းဆောင်ဘူမိုက်ခေစာမျက်နှာတက်နောက်တစ်ခုက ိုင်ငံရေးအစုအဖွဲ့တစ်ခုရဲ့တက်လေလက်ကန်ရှိတဲ့လက်ရှိတော်လှန်နေတဲ့တက်တစ်ခုရဲ့ဘောကောင်ဒီဥက္ကဋ္ဌဖြစ်သူတယောက်ရဲ့အမှတ်ချက်ဖြစ်ပါတယ်ပထမဦးစွာဘူမိုက်ခဲ့ရဲ့ Facebook စာမျက်နှာကအကြောင်းလေးပြောပြခြင်းပါတယ်အကယ်၍သာ NUG မှာကျွန်တော်သာတာဝန်ရှိရဖြစ်ခဲ့ ဒီပါအားကိုပစိန်ရိုးဆိုပြီးတော့အမြဲတမ်းပဲကြွေးကြော်နေတဲ့စစ်အာဏာရှင်တွေဟာတေးုန်နဲ့ရုရှားကိုအမိကိုပြုတ်ပြီးဘောင်းမီတလဲစီချုပ်ပေးနေပြီမြဲကျွန်တော်တို့ဒေါ်လာရေးဘက်ကကြွေးကြော်တန်ကတော့ငါတို့မှငါတို့ပဲရှိတယ်ဒီပါအားကိုပစိန်ရိုးလုပ်ပြီးတော့ကြွေးကြော်နေတဲ့နိုင်ငံရခြားတွေကိုကြုံခံကျင်နေတဲ့ဖက်စစ်တက်ကိုတော့ဘာမှပြောစရာမရှိပြီမြဲ ငါတို့မှာငါတို့ပဲရှိတယ်ဆိုရင်တော်လိုင်းကြီးစောင့်ဖို့တိုင်း NUG ဟာအကောင့်ထဲလုံးဝမပေါ်နိုင်ဘူးလို့သိရပါတယ် International Interstation ဆိုတဲ့ကိုနိုင်ငံတကာအကျိုးစီးပွားကိုကျိုးစီးပွားကိုအခြေခံတဲ့နိုင်ငံတကာကိုမီကိုလုံးနေတဲ့ပြည်တွင်းမှာရှိတဲ့တိုင်းရင်းသားတွေကြားမှာခိုင်မာတဲ့ရိုးပြောင်းနေမှန်ကန်တဲ့ဆက်ဆံရေးမျိုးမတိဆောက်ခဲ့နိုင် ပေါ်စီမေကာပါလို့ပြောတဲ့ NUG ကနိုင်ငံတကာပေါ်မိခိုလွန်းနေပြီနိုင်ငံတွင်းတန်တမာရေးကိုလိလူရှူခြင်းဟာမှားနေတယ် NUG ကပြည်တွင်းညီညွတ်ရေးကိုမတည်ဆောက်နိုင်ဘူး NUG မှာနိုင်ငံတကာကိုဩစာလွှမ်းမိုးနိုင်တဲ့ policy maker national leader မရှိဘူးဒါကြောင့်ညီညွတ်ရေးကိုမတည်ဆောက်နိုင်ဘူးဒီချက်ကို ်ဘတ်စတာအကောင်းကောင်းသဘောပေါက်ပြီး policy ဝါ့အသုံးပြုပြီးတတ်ရှုံနေတာကိုမြေပြင်ရလူငယ်တွေဟာအချင်းချင်းကွဲပြဲနားလည်မှုလွဲအမျိုးစုံလှိတ်ခံနေရတာကိုတွေ့ရတယ်အဲ့တော့အန်ယူဂျီတာဝန်ရှိသူဖြစ်ခဲ့မယ်ဆိုရင်ပေါ့နိုင်ငံသားတွေတုတ်ကကိုလိလူရှူထားတဲ့နိုင်ငံတကာဆက်ဆက်ရေးကိုဘေးဖယ်ပြီးပြည်တွင်းတိုင်းသားအင်အားစုတွေတက်တွေအားလုံးစုစည်း ခေါင်းဆောင်တွေယုံကြည်လအောင်ရိုးရိုးဖြောင်းဖြောင်းတန်တမာရေးကိုတည်ဆောက်ချင်ပါတယ်လို့ဆိုပါဒါကဘူမခေစာမျက်နှာတက်ကသဘောတော်မှတ်ချက်လေးဖြစ်ပါတယ်ဒီလိုလိုကောဒီဘောတော်မှတ်ချက်နဲ့ပတ်သက်ပြီးဘလို့ယူဆပါနောက်တစ်ယောက်စီးနိုင်ငံရေးအတွဲဆက်ကိုတုံးသက်ပြလာတဲ့လူငယ်ခေါင်းဆောင်တယောက်ရဲ့အတန်းလိုပဲမှတ်ပါ ာစည်ရေးဖြစ်ထူးမှုကိုကြည့်မယ်ဆိုရင်မိုးပြဲဖဲကုံကားစင်နေပြည်တော်ကိုဥတည်နေပြီအေးနဲ့ပူပေါင်းတက်တွေရဲ့စစ်စင်ရေးကလည်းမကွေးပကိုးအေယာဝတီကတစင်နေပြည်တော်ကိုဥတည်နေဖြစ်နိုင်တာမဖြစ်နိုင်တာခဏတား2025ဟာတဲ့စည်ရေးဘက်ကကြည့်ရင်အာတက်ဖို့ကောင်းသလောက်တိုင်းပြည်တည်ဆောင်ရေးမှာတော့စိတ်ပြတ်စရာတွေကြီးပဲဝါတက်ပြည်ဟာတရုတ်ဩဇာစန့်ထုတ်လာတယ်လို့ဝါတက်တီကတစင်တေဝါဩဇာစန့်ထုတ်လာမေယောင်မိုင်ဖက်စစ်တာတဝဲစိတ်ကန်းကို ရုရှားကိုဈေးကွက်တင်တာပါလေအိန္ဒိယကလည်းချင်းမီနဲ့ကဘောချိုင်ဝမ်ဒေတာမီဇိုရမ်ပြည်နယ်နဲ့မဏိပူရာပြည်နယ်တို့ကိုပေါင်းဖို့အိန္ဒိယပြည်တော်စုလွှတ်တော်မှာစူးစားလာတယ်တချို့ချင်းတက်ကြွလှရှားသူတွေကကြိုက်နေကြလိမ့်မပဲပန့်ထားကြရမယ်ကိစ္စတွေဖြစ်ပါတယ်။တိုင်းပြည်လူငယ်တစုဟာလူငယ်တွေဟာအသက်နဲ့ရင်းပြီးစိတ်အုပ်စုလက်တွေကဆွဲထုတ်နေချိန်မှာအင်အားကြီးနိုင်ငံက မေယူတတ်တိုက်ပေါင်းပြီးတိုင်းပြည်ကိုအမဲဖျက်ဖို့လုပ်နေတာဘယ်တော့မှမိမှာမဟုတ်ဘူးဆိုတဲ့ဒီလူငယ်ရဲ့ခြင်းတွေကစကားခွဲပဲထွက်သွားသွားတခြားနဲ့ပေါင်းတဲ့ပြဿနာမရှိဘူးဂူတွေကနိုင်ကံပေါ်ထားတဲ့တစ္ဆာတရားသဘောထားကိုပေါ်တင် ပြောပြီးလှုပ်ရဲတဲ့ကောင်လှုပ်လိုက်ပါအတူတကွဒါဆိုရင်တော့ဖက်စစ်တက်တဲ့အတူတူအမဲလိုက်ုံပဲ နေတကာလဲ့ပြီးအောက်ကလီအာနေတဲ့ annuity လဲနိုင်ငံကြီးမှာအာမနာပဲတဲ့ပြီးပါဖရဲအစိုးရနေရာဂျူဒါချင်းအချင်းချင်းဂျာကပြဿနာတွေဝင်ရောက်ဖြည့်ရှင်းညှိနှိုင်းဩဇာလွှမ်းမိုးညီညွတ်ရေးတည်ဆောက်မှုတွေလုံးတင်နေလို့ဆိုပါဒီနေ့ညကျွန်တော်ပြောချင်တာအဲ့တော့ဒီကာလဟာတော့ စီနိုင်ငံရေးအရှိတ်အတက်ဆုံးကာလဖြစ်တဲ့အတွက်ဘယ်သူမှမချန်လဲငါတို့ဆက်တိုက်မှာမနိုင်မချင်းတိုက်မယ်အောင်ပွဲကိုရအောင်ရှူမယ်တိုင်းပြည်ကလူငယ်တွေမျိုးဆက်အသီးသီးဟာစေအောင်စုလက်ထဲကနေတိုင်းပြည်ကိုကယ်ထုတ်ဖို့ကြိုးပမ်းနေကြေမှာအင်းဒီဂျင်နိုင်ငံတွေနဲ့အင်အားကြီးနိုင်ငံတွေနဲ့ပေါင်းပြီးတိုင်းပြည်ကို မဲအမဲဖြတ်ဖို့လုပ်နေတဲ့ကိစ္စကတော့ငါတို့နှလုံးသားထဲမှာဒီတသက်မဟုတ်။နောက်မျိုးဆက်ဒီမမေ့အောင်တိဆောက်ပြီးငါတို့အန်တုနိုင်တဲ့နေ့ရင်ဆိုင်ပြန်လဲရင်ဆိုင်နေတဲ့နေ့မှာအကုန်ပေါ့ချာဆုတ်။ဒီညောက်ဒီတော့ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။